မင်္ဂလာပါရှင်ရန်ကုန်ကက်တစ်ချန်နယ်နောက်ဆက်သတင်းကိုတင်ဆက်ပေးပါမယ်။ဖြာပုံမှာ ကျန်းဖို့လွတ်တော်ကိုယ်စားလှယ်လောင်းတွေကကိုကြောင်ကိုဝဲမက်ဆေ့ချ်ရုံမှုစတင်နေရောက်ရီတိုင်းဖျာပုံမျိုးနယ်မှာကျန်းဖို့လွတ်တော်ကိုယ်စားလှယ်လောင်းတွေကကိုကြောင်ကိုဝဲမက်ဆေ့ချ်ရုံမှုစတင်နေကြောင်းဒေသပြည်သူတွေထံကနေသိရှိရတယ်ဖျာပုံမျိုးနယ်မှာကျန်းဖို့ပါတီရဲ့ပြည်သူလွတ်တော်ကိုယ်စားလှယ်လောင်းဖြစ်စိုးစိုးကြီးကလည်းကအမျိုးသားလွတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ရှင်နေခိုင်ဝင်အောင်မျိုးသားလွတ်တော်ပြည်အားလွတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ရှင်နေစင်ပပအောင်ကျန်းဖို့ပါတီရဲ့ဖြာပုံမြို့နယ်ဥက္ကဋ္ဌအဖြစ်တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ကြော်ကြော်ခေါ်ကြော်မျိုးတင်တိုင်းဒေသကြီးလွတ်တော်ပြည်အောင်လွတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ပိုင်တို့ကဆန်းအကြမြင့်ဖြစ်ကြောင်း အဆိုပါလွတ်တော်ကိုယ်စားလောင်းတွေကပါတီဝင်တွေနဲ့တွဲဆောင်ပွဲအမြင့်တက်ကပြည်သူတွေကိုအတင်းကျပ်ဆင်ခေါ်ပြီးမက်ဆက်စည်းအမွေစတင်နေကြောင်းသိရတယ်။ပြည်ခံမျိုးပါတီဝင်တွဲဆောင်ပွဲဆိုပြီးကြေရတွေက ပြည်သူတွေကိုအုပ်ချုပ်ရတဲ့ယာယီမှုတွေကဆင်ခေါ်ပါတယ်။ပြီးတော့တင်းကျပ်ပွဲတက်ခိုင်းနေအဲ့ဒီမှာမက်လောင်းတွေဆိုပြီးမိတ်ဆက်တဲ့မဲထင်ကြပါဆိုပြီးစီယုံနဲ့သူတို့ကိုမဲထင်အချိန်တွေကကြော်လွန်နိုင်မယ်ဒီဆီယနာတိုင်းနာကိုကြော်လွှားပေးနိုင်တာပြည်ခံမျိုးပါတီပဲရှယ်ဆိုပြီးစီယုံပါတယ်။ ထို့သောမက်ဆက်စီယုံ၏တရားဝင်မစတင်မီကျန်းဖို့ပါတီခန့်အလောပြည့်ပွဲရဲစကားဝိုင်းနဲ့ပါတီဝင်တွေတွင်းဆောင်ပွဲအမြင့်တက်ပြီးပြပုံမြို့နယ်တဝမ်းမှာကျန်းဖို့ပါတီကမဲထဲကြရတဲ့ပါတီကိုထောက်ခံကြရလိုက်လံစီယုံလျက်ရှိပြင်းအီလက်ထရောနစ်မဲဘစ်စ်နဲ့လက်ကျင့်နေမှာလဲကျန်းဖို့ပါတီကတယောက်ခါမဲပင်စီယုံမှုရှိနေကြောင်းသိရတယ်ထို့ပြင်စစ်တပ်နဲ့ကျန်းဖို့ပါတီဝင်တွေကဖျော်ဖို့မြို့နယ်တွေပူပေါင်းဆောင်ရွက်ပြီးအုပ်ချုပ်ရေးလုံခြုံရေးနဲ့စီမံခန့်ခွဲလုပ်ငန်းတွေကိုပူးတွဲလှုပ်ဆောင်နေကြသဖြင့်တခြားနိုင်ငံရေးပါတီအထက်ကျန်းဖို့ပါတီကပုံမှန်အားသာကြောင်းသိရတယ်။ လက်ရှိဖြောင်းပုံဘက်မှာတော့ကြည့်ရလဲကြံခံရည်တွေပဲပြူစောတိကလည်းကြံခံရည်စစ်တပ်ကိုတရင်ပေးတာကလည်းကြံခံရည်တွေပဲအဲဒီတော့သူတို့ကပဲအုပ်ချုပ်ရေးလုံခြုံရေးစီမံခန့်ခွဲအားလုံးကိုစုံမိုးထားတယ်ဖြောင်းပုံမြို့နယ်အတွင်းစစ်ဖွဲ့ပါတီကပါတီဝင်ထားတဲ့စစ်မှုထမ်းအဖြစ်မှာပေါ်တာဆွဲခံရခြင်းကင်းဝေးနိုင်တယ်ဆိုတော့ကြေရီမှာပါတီဝင်တွေတရားမဝင်နီးလန်းနေတဲ့စုဆောင်လျက်ရှိကြောင်းသိရတယ်ရှင်ပြစက်ဖို့ပါတီကိုမဲတက်လင်ကြေရများအတွက်ကွန်ကရစ်လန်ခင်းပေးခြင်းလျှက်စင်ပြီးတွေ့တန်းပေးခြင်းစာတင်ကြောင်းစေကန်းနေတိစောက်ပေးခြင်းကြေရတွေကိုစံပြကြေရအဖြစ်အဆင့်မြင့်တင်ပေးမယ်လို့မှတ်လုံပေးမယ်ဆိုတဲ့နေကြောင်းသိရတယ်။ ဆလဘီနတို့ကြီးမှာစစ်ပေးဆောင်နေခိုးလုံးတဲ့ဖုန်ချောက်ကိုလေရင်နဲ့ပုံကျဲတဲ့ပြည့်ကလေးတွေအပါအဝင်တိကြိုက်သူများပြားမလေးတိုင်းနထိုးချင်းမြို့နယ်မကြီးကုန်းရွာရှိစစ်ရှောက်ပြည်သူနေထိုင်တဲ့ပုံချီချောင်ကိုကျွမ်ဖက်စစ်တပ်ကလေးချောင်းနဲ့ပုံချတိုက်ခိုက်ခြင်းကြောင့်ကလင်းငယ်တွေပအဝင်တိုက်ခိုက်တဲ့ရရှိသူများပြားကြောင်းနထိုးချင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဖွဲ့လူနာမှုစာနာရေးဆိုင်ရာကရဝန်ခန်းကပြောတယ်။အော်တိုဘလရှင်းနဲ့မနက်7:30မိနစ်ခန့်မှာနထိုးချင်းမြို့နယ်မကြီးကုန်းရွာရှိစစ်ပေးဆောင်ပြည်သူနေထိုင်တဲ့ပုံချီချောင်းကိုအကြပ်ဖက်စစ်တပ်ကလေးချောင်းနဲ့ပုံချတိုက်ခိုက်ခဲ့ခြင်းဖြစ်တဲ့ ဂျပန်စစ်တပ်ဗိုလ်ချုပ်တိုက်ခိုက်မှုတွေကလင်းငယ်တွေပါဝင်ပြည်သူတွေထိခိုက်တဲ့ရရှိမှုများပြားပြီးအရေအတွက်ကိုတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရတယ်။ကလင်းငယ်တွေပါဝင်ဆဲဥဒ္ဓမနဲ့တန်ရရလို့သိထားပေမဲ့ကျွန်တော်အရေအတွက်ကိုတည်ပြုလို့မရသေးဘူး။အသေးစိတ်ချင်တွေကတော့ဆက်လက်ဆောင်ဆန်းနေတော့မှလောက်တူအော်တိုဘလော့6နဲ့ည9နာရီချိန်ချောင်းမြို့နယ်ဘုံတိုကျောက်ကိုစစ်တပ်ကစစ်တပ်လေဒီနဲ့ဗိုလ်ချုပ်မှုတွေတန်ရရှိသူ90နီးပါးမှာကိုလိုက်ရင်ကဆွန့်လွတ်ရသူများပြားကြောင်းချောင်းဆရာတို့ကမိန့်ကြားပါရယ်။စစ်တပ်ဘုံတိုကျောက်လေကြောက်တိုက်ခိုက်မှုတွေလူ29ဦးသေဆုံးက90နီးပါးတန်ရရှိခဲ့ပါရယ်။ ဆက်လက်ပြီးကြောင်မဲမြို့နယ်မိုင်းကောမြို့တောင်လုံးရပ်ကွက်ကိုစစ်တပ်ကလင်းနဲ့ပုံကျဲတရားကြောင်မြို့နယ်မှာလည်းစစ်တပ်လေကြောက်တိုက်ခိုက်မှုကြောင့်ပြည်သူလေးဦးထိခိုက်ပြီးနေအများပြက်စင်ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်မိုင်းကောမြို့တောင်လုံးရပ်ကွက်ကိုစစ်တပ်ကလင်းနဲ့ပုံကျဲသွားကြဒေသပြည်သူတွေရဲ့ပြောဆိုချက်နဲ့တရားနယ်လျက်ထုတ်ပြန်ကြရသေးရတယ်။ယနေ့အော်တိုဘလော့ရှင်းနေ့မနက်7:00နာရီကချိန်ကြောင်မဲမြို့နယ်မိုင်းကောမြို့ကိုစစ်တပ်ကတိုက်လင်းနဲ့ပုံကျဲခဲ့ကြောင်းပုံကျဲမှုမှာနှစ်ကြိမ်လောက်ကျဲသွားခြင်းဖြစ်ပြီးရက်စကန်နဲ့အထက်တောင်လုံးရပ်ကွက်ကိုပုံကျဲခြင်းဖြစ်တယ်။နောက်တော့အော်တိုဘလော့9ရက်နေ့တနင်္သာရီတိုင်း ပြက်ချောင်းမြို့နယ်တောင်ပြောက်တိုက်နယ်တဲချောင်းတရားကိုစစ်တပ်ကလည်းနဲ့ပုံကျက်ခဲ့ရရတလေးဥတီကိုက်တရားရရှိပြီးနေနှလုံးပြန်စင်ခဲ့ကြောင်းကင်မျိုးသားစိုးကေအနုမိတ်တွေခိုင်ကထုတ်ပြန်နေစတင်ပါလာ30အနေကလည်းစစ်တပ်ကတရားချောင်းမြို့နယ်ကြောက်လေကကြေရမနေ83လို့မိရှုပြက်စီသွားခဲ့ပါတယ်စစ်တပ်ကတနင်္သာရီတိုင်းတဝဲခိုင်တရားချောင်းမြို့နယ်ကိုလေးချောင်းနဲ့မြေပြင်စစ်ကြောင်းနေထဲမှာထိုးစစ်ဆေးတိုက်ခိုက်ခြင်းဖြစ်ပါတယ် ဇလဘီဂျာဘတ်စစ်တပ်နေစဉ်ဇက်တိုက်လေးကြောင်းတိုက်ခိုက်မှုကြောင့်နမ်ဘတူမြို့နယ်တီဘောမြို့မှာပြည်သူတွေစစ်ဘေးရှောင်နေအဂျာဘတ်စစ်တပ်ကနမ်ဘတူမြို့နယ်တီဘောမြို့ကိုနေစဉ်ရက်စက်လေးကြောင်းတိုက်ခိုက်နေတဲ့ပြင်အဆိုပါမြို့မှာပြည်သူများစုစစ်ဘေးရှောင်နေပြီဖြစ်ကြောင်းစစ်ဘေးရှောင်နေကိုကူညီပေးနေသူထံကနေစုံစမ်းသိရတယ်။အော်တိုဘားလနီယန်နေကစတင်မီစစ်တပ်ကနမ်ဘတူမြို့နယ်တီဘောမြို့ကိုလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုံဆောင်လာရလူသေးဆုံးထိခိုက်မှုတွေအဆောင်နဲ့နေပျက်စီးမှုတွေအလွန်များပြားကြောင်းထို့ကြောင့်ပြည်သူတွေမှာမြို့ကိုဆုံကဆစ်ရှောင်နေရခြင်းဖြစ်ပါတယ်။ ဒီဘောမျိုးကိုစစ်တပ်ကလာမယ့်ရက်အနည်းငယ်အတွက်တိုက်ခိုက်သိမ်းပိုက်ပြီးဖြစ်တာကြောင့်လေးကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပြစ်ခတ်မှုတွေဆက်တိုက်ရှိလာမည်ဖြစ်ကြောင်းအဆောင်ရှိတဲ့တဲ့င်းတွေကိုစစ်တပ်တောက်ကတ်သူတွေက Telegram နဲ့လူမှုကွန်ရက်တွေကတဆင့်ဖြန့်ဝေနေတဲ့ဖြစ်စစ်ပေးဆောင်ကြတဲ့ပြည်သူရဲ့အတွက်ပုံမများပြလာကြောင်းတခြားတစ်ဖက်မှာလည်းစစ်တပ်ကဒီဘောမျိုးကိုနေ့စဉ်လေးကြောင်းနဲ့ပုံကျမှုရဲ့အချိန်မြင့်တင်နေကြောင်းသိရတယ် အလားတူနမ်တူမျိုးနယ်မှာလည်းစစ်တပ်လေကြောင်းတိုက်ခိုက်မှုများပြလာကြောင်းမြို့နယ်ပြည်သူတွေတန်ခါတော်ရီမှာနှီးစရာကိုစစ်ပေးရှောင်နေကြရပါတယ်။အကြပ်ဘက်စစ်တပ်ကအော်တိုဘားလာစပိုက်တွင်နမ်တူမျိုးကိုလေကြောင်းတိုက်ခိုက်မှုဇက်တိုက်လှောက်ဆောင်လာခြင်းဖြစ်ပါတယ်။ မနက်6:33မိနစ်ချိန်ကြံဖက်စစ်တပ်တိုက်လေကနံပါတ်2မြို့အမှတ်8ရပ်ကွက်ပုတ်ပါရဖုန်ကြီးကျောင်းကိုတိုက်ပွဲဖြစ်ပွားခြင်းရှိပဲလင်းနဲ့ဘုံနဲ့ကျဲချမှုကြောင့်ဖုန်ကြီးကျောင်းမှာလုံးဝပျက်စီးသွားခဲ့တယ်။အော်တိုဘားလ2ရက်နေ့ကလည်းစစ်တပ်ကနံပါတ်2မြို့ပုတ်ပါရဖုန်ကြီးကျောင်းနီးရှိနေကိုလေကျောင်းနဲ့ပုံကျဲမှုကြောင့်အမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်ဒိတ်ဆုံမြို့9အထိကြိုက်တဲ့ရရှိခဲ့ပါတယ်။ ဆက်လက်ပြီးမြိုင်မြို့နယ်နောက်ပိုင်းနဲ့တောင်ပိုင်းကိုကြက်ဖက်စစ်တပ်လေးကြောင်းပုံကျဲတိုက်ခိုက်ပြည်သူနှောက်ထပ်မင်းနဲ့တင်ဆောင်မကွေးတိုင်းမြိုင်မြို့နယ်နောက်ပိုင်းနဲ့တောင်ပိုင်းကိုကြက်ဖက်စစ်တပ်လေးကြောင်းကနေပုံကျဲတိုက်ခိုက်ရရတားပြည်သူနှောက်ထပ်မင်းနဲ့တင်ဆောင်ခဲ့လို့ WeLove မြိုင်ကအော်တိုဘားလ9ရက်ညနေပိုင်းမှာထုတ်ပြန်တယ်။အော်တိုဘားလ9ရက်မနေ့ကမနက်စောပိုင်းမှာကြက်ဖက်စစ်တပ်တရောင်းလေတပ်ကနေတက်လာဝိုင်တွဲပုံကျဲလင်းတစည်းနဲ့မြိုင်မြို့နယ်တောင်ပိုင်းမှာတွင်းမအုပ်စုတွေကိုတိုက်ခိုက်မှု၅ချိန်မှာဘုံတိအလုံး၂၀ကျဲချတိုက်ခိုက်ခဲ့တယ်။ မြန်မြန်နဲ့နောက်ပိုင်းကြောက်ခွရရနဲ့မှန်ရင်းရကြရင်းနှံမော်ဒေတာကိုပခုတ်ကူတမတရားတက်ကတက်လိုက်ဆက်တက်လေးနစီနဲ့မနက်ပိုင်းမှာလေးချောင်းတိုက်ခိုက်မှုတုံးချိန်ပြုတ်လောက်ပြီးရင်းနှံမြေလောက်တမနှစ်ယောက်ပွဲချင်းပြီးတေဆုံက9ယောက်ထိခိုက်တဲ့ရရှိခဲ့တယ်။ဒါအပြင်စီယုတ်စီရဲ့မော်မြွနယ်ရှင်နောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေတက်လာတဲ့ဂျိုင်ရိုကော်ပတာ၃စီးကိုလည်းမြန်မြန်နယ်နဲ့ပေါင်းမြွနယ်အဆက်တပြေညွရင်းနှံမော်ဒေတာကိုမနက်ပိုင်းမှာပုံကျက်တိုက်ခိုက်ခဲ့မဲ့ထိခိုက်ပျက်စီးမှုသိစိတ်ကိုတော့မသိရသေးပါဘူး။ဆလာဘေးစေကောင်စီကကြိုတင်ဆက်ညွန်ရေးပြီးအမှုရေးဆေးဝါးဆွဆဲမှုဇက်တိုက်လုပ်နေလို့အေကာတုတ်ပြဲ ။အာနာသိန်းစစ်ကောင်စီတပ်ကရက်ခတ်တတော်ရေးကိုမွေးဆေဝါနဲ့ပတ်သက်တဲ့ဆော့ဆွဲမှုဇက်တိုက်လှုပ်ဆောင်နေကြောင်းအေးပြောဆိုခွင့်ရှိသူခိုင်သူကာကပြောတယ်။ရှမ်းပြည်နယ်တောင်ပိုင်းလိုင်းလင်းခိုင်ကျေးတီမြို့နယ်ဝန်ဟိုင်းဒေသကနေတည်ဆောင်လိုက် စက်195ဘီလီယံကျော်တန်ဖိုးရှင်မွေးစေဝါတွေကိုလူ76အောင်နဲ့တူဖတ်မိခဲ့ကြအောင်အဲဒီမွေးစေဝါတွေဟာရန်ကုန်မြို့ကနေမလေးရှားရခိုင်ဆိုင်နေရာတွေကိုပို့ဆောင်မှဖြစ်ပြီးအေရဲ့မွေးစေဝါတွေဖြစ်ကြောင်းစင်ကောင်းစီကဆွဆွဲတယ်စတင်ပါလာ24ရက်နေ့ရန်ကုန်တိုင်းလှေကုမြို့နယ်မှာမွေးစေတဲလာကားကိုစတင်ဖမ်းဆီးခဲ့ပြီးထွက်ဆိုကြရအထက်မှဖမ်းဆီးမှုပြုလုပ်ခဲ့ရလို့စင်ကောင်းစီဝါရဖြန့်မီဒီယာတွေကအသေးစိတ်ဖော်ပြတယ် ။ဇေကောင်စီအောက်ဂုတ်လအတွင်းကလည်းဂျက်ဘီလီယံ250ကျော်တန်ဖိုးရှိမူရဲ့ဈေးဝယ်ဖမ်းမိခဲ့ကြောင်းထုတ်ပြန်မှာ AA ကိုဆွတ်ဆွဲထားတဲ့ကဲ့သို့ SSPB တပ်ဖွဲ့ဗုံမှုအဆင့်ဆိုင်ဆူဆိုသူကအဓိကစီမံမှု AA ကရခိုင်ပြည်နယ်ဖြတ်တန်းစဉ်ဖြတ်တန်းကကောက်ခံခဲ့လို့ဖော်ပြတယ်။အဲဒီတော့ကလည်း SSPP ကစစ်ကောင်စီလိုရနိုင်ငံရေးကောင်စီခါကြဆေလွဲလွဲဖြစ်တယ်လို့ထုတ်ပြန်မှုမူရဲ့ဇေဝရောင်းဝယ်ဖောက်ကားနဲ့အလုံးဝမရှိလို့ကြေညာခဲ့တယ်။ စေကောင်းဆောင်မြောက်လိုက်ဦးဆောင်တဲ့စစ်ကောင်စီဘက်ကမွေးဆေးဝါလောင်ကစားကြဖြတ်လူကုန်ကုန်မှုစတဲ့မကောင်းမှုတွေ့ရှိမှန်းများဦးဆောင်ထိန်ချုပ်နေရဖြစ်ကြောင်းအေပြောရေးဆိုခွင့်ရှိသူခိုင်သူကကပြောဆိုထားပါတယ်။ကျတရ195ဘီလီယံကျော်တန်မိုးရှိမွေးဆေးဝါဖမ်းမိရလို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။နောက်ဆက်ရပေးကြတဲ့အတွက်ထူပင်ကျေးဇူးတင်ရှိပါတယ်ရှင်။